senior manager ပေါ့နော် manager ဖုန်းဆက်လာတယ်ဖုန်းဆက်လာပြီးတော့အဲ့ဒီ miss ပွဲအတွက်ပေါ့နော်ဒီ team song လေးရေးကျင်တယ်ဆိုတော့ကျွန်တော်အရင်တော့နှစ်ခါလောက်ရေးဘူးတယ်အဲနီနီဆိုတာပဲနဲ့တူပါတယ်အဟုတ်အရင်တော့ပေါ့နော်ကျွန်တော်နှစ်ခါလောက်ရေးဘူးတော့ရပါတယ်ကျွန်တော်ရေးပါတယ်ပေါ့နော်အဲ့နဲ့ရေးဖြစ်တာဒီပြည့်မယ်ဆိုတော့ကိုထူးနဲ့တွေ့ပြီးတော့ကျွန်တော်တို့ meeting လုပ်တယ်ပေါ့သူလိုချင်တဲ့ပုံစံလေးတွေသူလိုချင်တဲ့ theme လေးတွေပေါ့သူလိုချင်တဲ့ music style လေးတွေ အဲ့လေးတွေပြောပြတယ်အကြောင်းအရာလေးတွေပြောပြတယ်ပြောပြတော့ the no adderator တယောက်လက်ရှိတယ်ကိုတူးစီက adderator အသူနဲ့ညှိပြီး data တွေညှိပြီးကျွန်တော်တချင်းလေးရေးလိုက်တယ်တမေကတမေကျွေးမယ်အဆိုတော်ကပထမတော့ဂျူဝဲကေကေမိုနောက်ပြီးတော့အနေနီပေါ့အခုအနေနီပါပါတယ်ပေါ့၃ယောက်သူတို့ဆိုကြမယ်ဆိုတာကတော့ကျွန်တော်ထင်တာဒီလားကုံလောက်မှာပဲ၃ယောက်လုံးဆုံပြီးတော့ကျွန်တော်တို့ကဆိုကြတာပေါ့နော်ကိုကိုက music တွေအရကျွန်တော်တို့အလုံးတီးပြီးပါပြီ။ key တွေပါလည်းချိန်ထားပြီးပြီပေါ့နော်။ဒီလအကုန်လုံးမှာဆိုတော့၃ယောက်ကအတန်သွင်းကြမယ်။အတန်သွင်းပြီးကိုထူးတို့ကသူ့ရဲ့ timing တစ်ခုမှသူတို့လွှင့်မှာပေါ့။ကျွန်တော်ကိုကိုထူးအန်လွင်ရဲ့ manager ပေါ့နော်။ manager ဖုန်းဆက်လာတယ်။ဖုန်းဆက်လာပြီးတော့အဲ့ဒီ miss ပွဲတော့ပေါ့နော်။ဒီ team song လေးရေးကျင်တယ်ဆိုတော့ကျွန်တော်အရင်တော့နှစ်ခါလောက်ရေးဘူးတယ်။အဲနီနီဆိုတာပဲနဲ့တူပါတယ်။ အဟိုးရင်တော့ပေါ့နော်ကျွန်တော်နှစ်ခါတော့ရေးဘူးလို့ရပါတယ်ကျွန်တော်ရေးပါတယ်ပေါ့နော်အဲ့နဲ့ရေးပြတာရေးပြမယ်ဆိုတော့ကိုထူးနဲ့တွေ့ပြီးတော့ကျွန်တော်တို့မီတင်လုပ်တယ်ပေါ့သူလိုချင်တဲ့ပုံစံလေးတွေသူလိုချင်တဲ့ theme လေးတွေပေါ့သူလိုချင်တဲ့ music style လေးတွေအဲ့လေးတွေပြောပြတယ်အကြောင်းအရာလေးတွေပြောပြတယ်ပြောပြတော့အဲ့ editor တယောက်လည်းရှိတယ်ကိုထူးစီက editor အသူနဲ့ညှိပြီး data တွေညှိပြီးကျွန်တော်တချင်းလေးရေးလိုက်တယ်အဲရေးပြီးတော့ဟိုအဆိုတော်ထပ်ရွေးတာပေါ့နော်အဆိုတော်ကပထမတော့ဂျူဝဲကေကေမော နောက်ပြီးတော့အနေနီပေါ့အခုအနေနီပါပါတယ်ပေါ့၃ယောက်တို့ဆိုကြမယ်ဆိုတာကတော့ကျွန်တော်ထင်တာဒီလားကုံလောက်မှာပဲ၃ယောက်လုံးဆုံပြီးတော့ကျွန်တော်တို့ကဆိုကြတာပေါ့နော်အဲဒီလားကုံလောက်မှာပဲဆိုပြမယ်လို့ထင်တယ်အဲအဲ့ဒီခါကျရင်ကျွန်တော်တို့ကအပိုက်တွေခွဲပြီးတော့ပေါ့ဘယ်သူကဘယ်ပိုက်ဘယ်သူကဘယ်ပိုက်အဲ့ဒါကိုအစိုးရနဲ့လည်းကျွန်တော်ညှိပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားရတာလည်းရှိတယ် အဲဒါဒါပေမဲ့သူတို့နဲ့တေချာညှိပြီးတော့မှကျွန်တော်တို့အတန်သွင်းမဲ့ပေါ့ဟိုပါပေါ့နော်ဟို jewel ဆိုရင်သူ့ရဲ့ color rich ဖြစ်တယ်နော်ဟိုပါပေါ့သူကသူ့အတန်ကအဲနီနီတို့ပါဆိုလဲပါဝါတွေပေါ့ဟိုဟိုမတူကြဘူးတုံးရလို့ကေကေမိုးလဲသူ့ဟာသူကောင်းတယ်အတန်တွေလည်းမြင့်တယ်အဲ့တော့ကျွန်တော်တို့ကအပိုက်ခွဲတဲ့နေရာမှာတော့အဲ့လိုသူ့ run နဲ့သူပေါ့သူ့အတန် run နဲ့အကောင်းဆုံးဖြစ်မဲ့ဟာကိုကျွန်တော်တို့ကအကြမ်းမြင့်ကျွန်တော်ခွဲထားတာပေါ့နော်ခွဲလာပြီးတော့တုံးရလုံးဆုံမဲ့နေရာလည်းရှိတယ်ဟာမိုနီခွဲဝါမဲ့နေရာလည်းရှိတယ်သူတို့လည်းဟာမိုနီလည်းကောင်းကောင်းဆိုရကြတယ်လေ ပေါင်းစုတာတော့တော်တော်လေးကောင်းမဲ့တခြင်းဖြစ်မှာပါဟုတ်အဲကျွန်တော်ကကျွန်တော်အတွက်ပဲရေးတဲ့သချင်းကြတော့ကျွန်တော်တယောက်တည်းအတွက်ပဲကျွန်တော်စဉ်းစားရတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကြိုက်ဖို့ပဲအဓိကထားတယ်ဒါကျွန်တော် series မှာပါတဲ့သချင်းတွေပေါ့အဲ့ချက်ပို့ပြီးတော့ကျွန်တော်အများကြီးသိမစဉ်းစားဘူးဘာလို့လဲဆိုတော့ဟိုလွဲသွားမှာဆိုလို့ပေါ့နော်ကိုယ်လုတ်ရှင်တာကိုပဲအဓိကထားပြီးလုပ်တယ်ဒါကတော့ကျွန်တော်အတွက်ပေါ့အဲ့နောက်ပြီးတော့ဒီလို theme ဆောင်ကြတော့ကျွန်တော်တို့က respect ရှိရတယ်လေသူတို့ရဲ့ပွဲအခြေအနေကဘယ်လိုလဲဘယ်လိုသုံးပါလဲ ဘယ်လောက်ထိကျွန်တော် supporting လုပ်အောင်ပါလဲဘယ်လောက်ထိကျွန်တော်ထိရောက်ဖို့လိုလဲဆိုအဲ့အဲ့ respect နဲ့ကျွန်တော်သွားတယ်သွားတဲ့ခါကျတော့သူတို့စကားကိုနားထောင်ရတယ်ပေါ့နော်အဲအလုပ်အပ်တဲ့လူရဲ့စကားကိုအပြည့်အဝနားထောင်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားတယ်တကယ်လို့ဒီတစ်ပုတ်ကိုမကြိုက်ရင်လည်းနောက်တစ်ပုတ်ကျွန်တော်တို့ထပ်ရေးတယ်အဲကျွန်တော်ရဲ့ type ကတော့အဲ့လိုမျိုးပေါ့နော်ဟိုဒီတစ်ပုတ်မကြိုက်ဘူးဒီတစ်ပုတ်ကိုနည်းနည်းသွားပြင်တာမျိုးမဟုတ်ပဲနဲ့ဒီတစ်ပုတ်ဖယ်ပြီးနောက်တစ်ပုတ်ထပ်ရေးပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်တချို့ကျတော့လေစာသားလေးနည်းနည်း adjust လုပ်တာမျိုးရှိတယ်ဆိုတော့ဟိုမတူဘူးပေါ့နော်မတူဘူး နောက်ပြီးကျွန်တော်သပဲ့တွေအတွက်ကြတော့ကျွန်တော်ရေးတဲ့အခါကျရင်သူတို့ရဲ့အတန် run ပေါ့နော်အဲ့ဒါကိုစဉ်းစားတယ်နောက်ပြီးတော့သူတို့အကောင်းဆုံးစုံနိုင်မဲ့ဟာမျိုးနောက်အကြောင်းအရာလည်းအဲ့လိုပေါ့ဟိုနည်းနည်းပို့ပြီးတော့ကြည်ကြဲပဲမျှစဉ်းစားတယ်ပေါ့အဲ့တော့သုံးမျိုးဖြစ်နေတာပေါ့နော်ကျွန်တော်တို့ပဲရေးရင်တော့ကျွန်တော်တယောက်တည်းပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ကြိုက်ရင်ပြီးပါပြီကျွန်တော်ကြိုက်သလိုလုပ်ပါရယ်ပေါ့နော်တပည့်အတွက်ဆိုရင်နည်းနည်းပို့ပြီးကြည်ကြဲပဲမျှသူတို့နားထောင်မဲ့လူတွေပါကျွန်တော်စဉ်းစားရတယ်ပေါ့နော်အခုဒီလိုပွဲမျိုးじゃဒီပွဲကြီးကို supporting ဖြစ်နိုင်မှုအတွက်စဉ်းစားရတာပေါ့ဟုတ် ်အဲ့လိုတိကျပြန်လာကျွန်တော်မသိဘူးကျွန်တော်ကတော့အကောင်းဆုံးကျွန်တော်စူးစမ်းဖို့ပဲပေါ့နော်ဒီပွဲမှာဒီအလုပ်အပ်တဲ့လူတွေလည်းအဆင်ပြေရမယ်ဆိုးတဲ့လူတွေလည်းအဆင်ပြေရမယ်ပေါ့နော်ကျွန်တော်အဲ့လိုပဲဟိုကြည်ကြည်ပြန့်ပြန့်ကြီးကတော့ဒါကပွဲ organizer တွေကပို့ပြီးတော့တိမှာပေါ့ကျွန်တော်တို့ရဲ့အလုပ်ကကြတော့လေအကောင်းဆုံးစူးစမ်းဖို့ပဲပေါ့နော်ဟုတ်ဟုတ်ဆရာကကျွန်တော်တို့စီးကိန်းတွေပါဆိုတာတကယ်တောင်းယူခဲ့ပေါ့နော်အဲ့လိုမျိုး pressure ကိုဆရာဘယ်လိုကျွန်တော်လုပ်လဲဆရာကျွန်တော်ကအနုပညာမှာအများသောဖြင့် ်ပရက်ရှာနဲ့မလုံရတာများတယ်အဲစီးကိမ်းတော့ကကြတော့ကျွန်တော်တို့တစ်နှစ်လောက်ကြိုပြီးသချင်းနေအဲရေးဖို့အတွက်ကျွန်တော်ကိုညွန်ကြားတယ်ပေါ့နော်အညွန်ကြားတဲ့ခါကျတော့ကျွန်တော်ကအကယ်ဒမီပထမအကယ်ဒမီရပြီးစားအချိန်ပေါ့နော်အဲကျွန်တော်လည်းအရန်ရေးကျင်တာဘာဖြစ်လို့လဲဆိုတော့အဲဒီလိုပွဲမျိုးဖြစ်လာလို့ရှိရင်ဘယ်သူလုံးမှာလဲဆိုတော့ကျွန်တော်ဟုတ်အရင်နဲ့စဉ်းစားမှုတွေကလေးပွားတွေကဒါပေမဲ့အဲ့ဒါကိုဝင်လုံးနိုင်တဲ့လူတယောက်ဖြစ်အောင်ကျွန်တော်ကရည်ရွယ်ချက်ထားခဲ့ဘူးလေထားခဲ့တဲ့ခါကျတော့ကျွန်တော်ကဒါကြောင့်ပညာတွေမလုံလောက်သေးဘူးကျွန်တော်ပညာထက်ရှာမယ်ဆိုပြီးတော့ နိုင်ငံခြားပညာရေးသင်တွေပါသွားတာပေါ့နော်ဆိုတော့တကယ်တမ်းကျတော့လေကန်ဂျမာကတက်တက်ဆန်ဆန်ကျွန်တော်ကိုလုခွင့်ပြန်လာပြီးတော့ပေးတာပေါ့နော်ပေးတဲ့ခါကျတော့ကျွန်တော်အယံဝမ်းတာတယ်ဝမ်းတာတော့ဟိုပရက်ရှာမရှိပဲနဲ့ကျွန်တော်ကတချင်းတွေကိုရေးချလိုက်တာသဘောကတော့သုံးချင်သုံးမသုံးချင်နေကြိုက်ချင်ကြိုက်မကြိုက်ချင်နေကြိုက်ချင်ကြမကြိုက်ချင်နေပေါ့နော်ဟိုဘာလို့ဆိုဒီပွဲမျိုးကအရန်ကြီးတယ်လေကြည့်တော့ကိုယ်တချင်းကိုရေးလိုက်တိုင်းသုံးမယ်ဆိုတဲ့ဟာမျိုးကတော့ကျွန်တော်တို့ကခံယူရလို့မရဘူးပေါ့နော် ဒါပေမဲ့ကျွန်တော်ရေးတဲ့ငါဘုတ်ပေါ့နော်အဲ့ဒီပွဲအတွက် main ဒီ performance ငါဘုတ်လောကအရွေးခံရတယ်အရွေးခံပြီးဒါနဲ့ပဲသူတို့ကလေ့ကျင့်အကုန်လုံးကားတဲ့လူတွေလည်းဆရာမကြီးတွေလည်းကြိုက်တယ်ပေါ့နော်တာဝန်ရှိတဲ့လူတွေလည်းကြိုက်တယ်နောက်ကလေးတွေကလည်းသူ့ဟာသူနားရည်ရင်ပြီးတော့အဲ့ဒီဟာဟိုဘယ်လိုပြောသူ့ဟာသူဖြစ်သွားတာပေါ့နော်ဖြစ်သွားတော့ဒါကိုဆက်ပြီးကျွန်တော်တို့က develop လုပ်ရုံပဲပေါ့ပွဲကကြီးတဲ့ခါကျတော့ international level ပေါ့နော်အဲတရုတ်ပြည်က music director တွေပဲလည်းရောက်လာတယ်ဒီ2008 Beijing Olympic ကအရင်နာမည်ကြီးတယ်လေအဲ့ခေတ်မှာ ဲ့တော့အဲ့ဒီရဲ့ music director နဲ့ကျွန်တော်နဲ့ကအဲ့လိုပေါ့ဒီသချင်းတွေကိုဘယ်လိုလုပ်မယ်ပါ냐ကျွန်တော်တို့ကဆွေးနွေးခွင့်ရခဲ့တယ်တကယ်တကယ်လက်တွေ့လုပ်တာကတော့ကျွန်တော်ပဲလုပ်တာပေါ့နော်ဆိုတော့ကျွန်တော်နဲ့ဒီမြန်မာ BM musician တွေနဲ့အဲပေါင်းပြီးတော့ကျွန်တော်ဝိုင်းပြီးလုပ်ပေးကြတယ်ပေါ့နော်ဆိုတော့ pressure ရင်လို့ကျွန်တော်ဒီ guitar နဲ့ပတ်သက်တိတ်ပြီးတော့အများကြီးမရှိပါဘူး။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့လို effect ပြည့်ရလဲကျွန်တော်တို့ကလှုပ်လှုပ်လို့ မကောင်းတော့ဘူးကျွန်တော်မလုပ်တတ်ဘူးအဲ့လိုမျိုးဆိုတော့ပျော်နေမှပဲရတယ်လေဒါတွေအားလုံးကပျော်နေမှစိတ်နှောင့်ယှက်ဖြစ်တယ်ဆိုရင်လည်းအဲတခါလေးကျရင်လည်းကျွန်တော်တို့လောကမှာရှိတာပေါ့ကြုံရတာပေါ့နော်အဲရေးတယ်ပြင်တယ်ရေးတယ်ပြင်တယ်နောက်ဆုံးအထစ်ကိုမကြိုက်ဘူးဆိုတဲ့ဟာမျိုးဆိုကျွန်တော်တို့ကပတ်စံပြန်ပေးလိုက်တယ်အဲကျွန်တော်ကကျွန်တော်တိုက်ပါအဲ့လိုမျိုးပေါ့နော်ဒါကိုလည်းကျွန်တော်ဆရာနေမှာယူထားတဲ့ကအကုန်ပြန်ပေးကျွန်တော်ကအဲ့ဒီလိုမျိုးမဖြစ်ချင်ဘူးပေါ့နော်အားလုံး happy ပေါ့နော်အဲအဲ့လိုမျိုးပဲဖြစ်ချင်တာပေါ့ဒီတခြင်းလေးက release လုပ်မဲ့ အပိုင်းကတော့ဟိုဒါကတော့ကိုတူတို့အပိုင်းပေါ့နော်ကျွန်တော်ကတော့ဒီလကုံမှာအာအဆိုသွင်းမယ်ဒီကျန်တဲ့ orchestra တွေဘာတွေကျန်တဲ့ဒီ music တွေကတော့ကျွန်တော်အားလုံးတီးပြီးပါပြီ key တွေပါလည်းချိန်ထားပြီးပြီပေါ့နော်ဒီလအကုန်လုံးမှာအဆိုတော့၃ယောက်ကအတန်သွင်းကြမယ်အတန်သွင်းပြီးကိုတူတို့ကသူ့ရဲ့အတိုင်းပဲတစ်ခုမှသူတို့လွှင့်မှာပေါ့ဟုတ်ကဲ့